တခါတုန်းကမြခင်စိမ့်စိမ့်တွေနဲ့ဝိုင်းရံထားတဲ့ရွာငယ်လေးတရွာမှာဉာဏ်ပညာရှိတဲ့ကွီရိုဆိုတဲ့နွားထီးကြီးတကောင်ရှိပါတယ်။သူဟာအရက်ရှိပြီးကိုခန္ဓာတမာပေမဲ့သူ့ရဲ့အကြီးမားဆုံးအရေးချင်းကတော့ထက်မြက်တဲ့ဉာဏ်ပဲဖြစ်ပါတယ်။ကွီရိုရဲ့ပိုင်ရှင်ကတော့ဥဖိုတီဟာဖြစ်ပါတယ်။ဥဖိုတီဟာဟာစိတ်ထားကောင်းပြီးသဘောထားပြည့်ဝတဲ့တောင်သူကြီးတယောက်ပါတခြားတောင်သူတွေလိုသူ့နွားကိုချိန်နဲ့ရိုက်တာအော်ဟစ်ဆဲဆိုတာမျိုးတခါမှမလုပ်ခဲ့ပါဘူး။သူကဒီနွားကိုမိသားစုဝင်တယောက်လိုချစ်ခင်ပြီးလိုအပ်တဲ့စောင့်ရှောက်မှုအကုန်ပေးခဲ့ပါတယ်။ ။ဒီနေ့မှာတော့ရွာမှာမိုးကောင်ရေရှားတဲ့အချိန်မှာဆိုရင် လေယာရီအားလုံးခြောက်တွေ့လာပြီးအစားအစာရှားပါလာပါတယ်။တခြားတောင်သူတွေဟာသူတို့ရဲ့တကြီးနွားတွေကိုအလုံးမလုံးနိုင်တော့ဘူးဆိုပြီးတော်ရဲကိုပို့ထုတ်ပစ်ကြပါတယ်။ဥဖိုးတီဟဟာလည်းကွီတို့အလုံးလုံးရတာကအားနေနေတာကိုစိတ်မကောင်းဖြစ်နေပေမဲ့သူ့ကိုတော်ရဲပြစ်မထားရပါဘူးတည့်ရက်မှာတော့သူဟာစိတ်မချတခြားနဲ့ကွီတို့ကိုခေါ်ပြီး ဒီလိုပြောလိုက်ပါတယ်မင်းကအသက်ကြီးလာပြီးဒီအတိုင်းဆိုအစားအစာကပိုရှားလာလိမ့်မယ်ငါမင်းကိုတော်နာလေးမှအစာပေါတဲ့နေရာရှာပြီးလှုပ်ပေးမယ်မင်းကိုပါသာလွတ်လပ်စွာနေနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်ကွီတိုနွားကသူ့သခင်ရဲ့စေတနာကိုနားလည်ပါတယ်ဒါပေမဲ့သူကညဏ်ညံနဲ့တခုကိုကြံလိုက်ပါတယ်သခင်ကျွန်တော်တော်ထဲမှာဘေးကင်းအောင်နေနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်သခင်စီကအကြီးကြီးတခုကိုလက်ဆောင်အနေနဲ့ယူသွားခြင်းပါတယ် ဦးဖိုးဒီဟာအန်တသွားပေမဲ့သူ့ရဲ့ရေဆိုးမခံနိုင်တဲ့ဝိယုံကြီးတစ်ထည်ကိုကွီရိုကိုပေးလိုက်ပါတယ်ကွီရိုဟာအဲ့ဒီဝိယုံကြီးကိုဝစ်ပြီးတောရဲကိုဝင်သွားရတယ်တစ်ပင်ကြီးကြီးအောက်ကဂူတစ်ခုမှသွားနာပြီးဂူရဲကိုနေသွားပါတော့တယ်နံပညာရှိရဲ့နွားဟာမကြခင်မှာပဲတောရဲကိုချင်းတိကြီးတကောင်ရောက်လာပြီးကွီရိုနွားကြီးနေတဲ့ဂူဘေးနားမှာလက်ပတ်နေပါတယ်ချင်းတိဟာတောပွေရင်ဆိုတော့သူ့ကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးလို့ထင်ထားတာပါဒီတော့ကွီရိုဟာသူ့ရဲ့လိမ္မာရန်ကိုတုံးဖို့ဆုံးဖြတ်လိုက်ပါတယ် ူဟာတခင်ပေးလိုက်တဲ့ဝိယုံကြီးကိုတည့်ရွက်တွေတကိုင်းချောက်တွေနဲ့ဖုံးအုပ်ပြီးပုံစံမျိုးစုံပြောင်းလိုက်တယ်ပြီးတော့ကူပဝါကနေခေါင်းပြူပြီးအတန်ကျဲကြီးနဲ့អော်လိုက်ပါတယ်ဒီနေ့ငါမနှက်စာအတွက် ချင်းတိအသားငါးកောင်စားမယ်လို့စီစဉ်ထားတာအခုတကောင်မှမတွေ့သေးပါလားဘိုက်ကလည်းစာလာပြီးချင်းတိကြီးဟာဒီလိုအတန်ဒီလိုပုံစံမျိုးကိုတခါမှမမြင်ဘူးမကြားဘူးတော့အကြောက်လွန်ပြီးလန့်ဖြတ်သွားပါတယ်ဒီတတဝါကြီးကငါထက်တောင်ကြောက်เสียရကောင်းပြီးချင်းတိအသားစားရတယ်လားငါအသက်ကိုအမြန်ဆုံးကယ်မှဖြစ်တော့မယ် ်ဆိုပြီးအမြန်ဆုံးပြေးပါတော့တယ်။ချင်းတိကြီးပြေးသွားပြီးမှကွီရိုဟာတပြင်းချရင်သူဟာလုံကြုံသွားပြီဆိုတာတီးလိုက်ရပါတယ်စိတ်ထားကောင်းတဲ့တခင်ရဲ့ကျေးဇူးရှင်ကိုပြန်ဆက်ရမှာပြောပြီးရက်အနေငယ်ကြတော့ဦးဖိုးတီဟာဟာကွီရိုကိုတတိယပြီးအခြေနေသွားကြည့်ဖို့တော်ရဲကိုရောက်လာခဲ့ပါတယ်။ကူနာရောက်တော့ဝေယုံကြုံထားတဲ့ကွီရိုကိုမြင်ပြီးချစ်ပြက်ခဲ့တဲ့အကြောင်းရင်းကိုတီးလိုက်ရပါတယ်။ဦးဖိုးတီဟာဝန်တာအားရရေမောလိုက်ပါတယ်။မင်းတကယ်ကိုလိန်မာတဲ့နွားပါကွာ။မင်းရဲ့ဉာဏ်ပညာကြောင့်အသက်ရှင်ရုံသားမကတော့ဘူးရင်ကိုတောင်နိုင်ခဲ့တယ်။ ။ဦးဟိုတီဟဟာကွီရိုကိုသူ့ရဲ့ထက်မြက်တဲ့ဉာဏ်ပညာအတွက်ချီးကျူးကုန်ပြုပြီးအစားအသောက်တွေအမြောက်အများယူလာပေးခဲ့ပါတယ်။နွားကြီးဟာသူ့ရဲ့စိတ်ထားကောင်းတဲ့တခင်ရဲ့မေတ္တာနဲ့ပေးထားတဲ့လက်ဆောင်ကြောင့်ဘေးကင်းစွာနဲ့တောရဲမှာတက်တောင့်တက်တာဆက်လက်နေထိုင်သွားနိုင်ခဲ့ပါတော့တယ်။လိမ္မာတဲ့နွားရဲ့ဉာဏ်ပညာဟာရုပ်ပိုင်းဆိုင်ရာခွန်အားထက်ပိုစွမ်းထက်တယ်ဆိုတာပြသပါဗါးစိတ်ထားကောင်းမှုနဲ့ပိုင်ရှင်ရဲ့မေတ္တာတရားနဲ့ဂိယူနာဟာလည်းတန်မိုးရှိတဲ့ဆုလက်တစ်ခုလိုနွားကြီးကိုကယ်တင်ပေးခဲ့ပါဗါး